်မင်္ဂလာပါလောလောဆယ်ဟုတ်လောလောဆယ်ကတော့တချင်းလေးတွေဆိုဖြစ်ပါတယ်တချင်းလေးတွေရေးဖြစ်ပါတယ်အဲကြောင့်တချင်းလေးလက်ခံဖြစ်ပါတယ်ရုပ်ရှင်ကတော့အခုခဏအမရိုက်ဖြစ်ပါဟုတ်တချင်းလေးကငငယ်လေးကရေးကြည့်စေတချင်းကဟိုပါငငယ်လေးကပေါ့နော်ငငယ်လေးကဝါသနာပါတယ်အမြဲတမ်းလဲဆိုဖြစ်တယ်ဆိုတော့ငငယ်လေးကပဲအာစပြီးတော့လှုပ်ဖြစ်တာပေါ့ဟုတ် ဆိုတော့ရေးတာပဲကွာစရေးဖြစ်တာရေးရတော့တမီးအဲ့လိုပေါ့အာ7တန်းမတိုင်ခင်လောက်ပေါ့နော်9တန်း8တန်း9တန်းလောက်ပေါ့7တန်း9တန်းလောက်ကနေစပြီးရေးရတယ်ဒါပေမဲ့အတန်းနဲ့ကြီးလာတော့ရေးရလေးရပို့ပြီးတော့အဆင်ပြေလာတာပေါ့နော်ဟုတ် ိုယ်တိုင်ရေးတဲ့ပြည်ကိုကိုယ်တိုင်ဆိုမှာဆိုရင်အဲ့ခံစားချက်တွေလာလို့ပြောတာ။အကိုယ်တိုင်ရေးထားတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်ခံစားချက်ကိုကိုယ်တိုင်သိရပေါ့နော်။အဲ့တော့ဆိုရတဲ့အခါလဲပို့ပြီးတော့အဆင်ပြေတာပေါ့လေနော်။သူများရေးတာဆိုရင်ဘာပဲပြောဒါမုအနေထားတို့တခြင်းပုံစံဘလို့တော့ရလဲလို့မေးရမျိုးရှိရဲ။အကိုယ်ကိုယ်တိုင်ရေးတဲ့ဟာမျိုးကြတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဟုတ်။ရှိခဲ့တာအနုပညာနဲ့ပတ်သက်ရင်တော့အကုန်လုံးဝါဒနာပါပါတယ်။တခြင်းဆိုတာကိုတရုတ်ဆောင်တာကိုဝါဒနာပါတယ်။ဒါပေမဲ့တရုတ်ဆောင်တာတော့အခုနောက်ပိုင်းနဲ့ နည်းဒီအစိုးအရင်ဆုံးစပြီးတော့မှနောက်ပိုင်းကျမှအဲတရုတ်ဆောင်နည်းနည်းလိုက်ပြောကန်လန်းတာမျိုးလေးပါလေဆိုတရုတ်ဆောင်ပြစ်တာမျိုးပါမျိုးလို့လေးရှိရပါဘူး။ဒီလိုလေးကိုကျေတော့ပြောဆောင်ပြတာတပ်ပြီးဟုတ်လားဟုတ်ဟုတ်တော်တက်ဆောင်နေတယ်ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်အဲ့ဒီကတော့အာဘုဒ္ဓကဖတိလိုပဲအတိတ်မှာခဲ့တယ်လို့ဘယ်လိုလိုအဲ့လိုဟုတ်ဟုတ်ဒီလိုလို့ ားနဲ့ဒီဆက်ွယ်တွေဘာလို့ပြောမလဲဘလို့ပြောမလဲဆိုတော့ဟုတ်အင်ပေါ့အရင်ကြီးတော့ခက်ခဲမှုတော့တိတ်တော့မရှိပါဘူးတေဥစာရတဲ့အခါမှာလည်းအဆင်ပြေပါရဲ့ပေါ့ဘာလို့လဲဆိုရင်ငယ်တဲ့ကဝါသနာပါခဲ့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်တော့ပြေပါရဲ့ဟုတ်ဘူးအခု music ကြီးကတော့ပါရှိတယ်အဲ မချစ်ချင်းကိုဗဟိုပြုရဲဆိုတော့ရုပ်ရှင်ကားလေးလည်းရိုက်ထားရပေါ့နော်အဲ့ဒါလေးရုံတင်ပြည့်လည်းအားလုံးပြောမှာပါအရှိမတော့ပြသွားတာတော့နှစ်ကားလောက်ပဲရှိပါသေးရပေါ့နော်အခုဒါဆိုလို့ရှင်တော့ဇလန်းတွဲလေးတွေက channel 7မှာပြမှာပေါ့နော်အဲ့တော့အားလုံးလည်းအားပေးစေချင်ပါတယ်လို့ဟုတ်ရုပ်ရှင်တွေရှင်းဆက်လို့လေးရိုက်ပါဖို့ဘယ်လိုကိုင်တာပြုတော့ဘယ်လိုစက်ကြည့်ရှိတာဟုတ်ဒါကတော့ပရိသတ်တွေအားပေးတဲ့ပုံမှာပဲမူတရားပေါ့နော်ပရိသတ်တွေအားပေးတယ်ကန်လှမ်းမယ်ဆိုလို့ရှင်လည်းအားရိုက်ဖြစ်ဖို့အစီအစဉ်ရှိပါတယ်လို့ဟုတ်ဟုတ်ကဲ့ချုပ်ပရိသတ်တွေကဖွက်တာမပြီးတာလားဘယ်သက်တဲ့ ်ချင်းတွေနည်းနည်းအတွက်ကျဲသွားတယ်လို့သူပြောတယ်ပုံမှန်လေးပြောချင်တယ်။အဲ့တော့အာမေလာကအာလောက်တာလို့ဖြစ်ပါရဲ့တချင်းဆိုတာလည်းလို့ဖြစ်ပါရဲ့တရုပ်ဆောင်တာလည်းဒါကန်လိုက်ကန်လန်းလို့လို့ဖြစ်ပါရဲ့အားတဲ့ချိန်လေးရတော့ကိုယ်အိမ်အလုပ်လေးတို့လှုပ်ရှားချရာလေးတို့လောက်တာပေါ့နော်ဟုတ်ဟုတ်ဟုတ်ရေးတရုပ်ဆောင်ရေးတရုပ်ဆောင်ပေါ့အဲ့ဒါကြီးကပုတ်တဲ့အာတရုပ်ရှင်လေးလာကြောက်ရတာလား ဝိုင်းတယောက်ဆောင်နေတဲ့တယောက်ဆောင်ရတဲ့အချိန်မှာပညာရေးအများကြီးရတယ်အများကြီးတင်ပေးတယ်အာတန်ဖိုတုံးနေရအစားတစ်ခုချင်းစီတင်ပေးတယ်တို့ကြောင့်မလို့အရန်ကျေးဇူးတင်ရပါတယ်စီနီယာတွေအကိုမတွေအကုန်လုံးဟုတ်တယောက်ဆောင်နေစုနဲ့အဆိုးနဲ့ပေါင်းလိုက်ရင်ဘယ်လိုဖြစ်သွားမှာလဲ အစုံမှုကတော့အများကြီးလွယ်လို့ပုံခံစားရပါတယ်အချင်းစွာရဲ့ပုံစံကတော့ကိုကတော့လုံနေကြအရာမလို့လားမသိဘူးပို့ပြီးတော့လွယ်ကူပဲတုပ်ဆောင်ကတော့အအနေအချင်းတော့ခက်ပါတယ်ဟုတ်ဆစ်ဆက်ဘယ်လိုလဲဆက်ဆက်လုပ်ကြပါမယ်တစ်ချက်လဲဆိုတော့မယ်ကားလိုက်ရတယ်အဲ့လိုလားအော်ဒါကတော့ဖြစ်နိုင်ရင်တော့နှစ်ခုလုံးတော့လုံးချင်ပါရဲ့ပြိတ္တတွေအားပေးရပုံမူတည်ပြီးတော့ဇက်ကားရည်လဲဒါအကုန်လုံးကမေလိုက်တေးဥဆောင်တာကိုကြိုက်မှကန့်လန့်မှဒီအရာတွေကဆက်လုပ်လို့ရတယ်လေနော်အဲ့တော့ပြိတ္တတွေပေါ်ပဲမူတည်ပါရဲ့လို့ဟုတ်ဒီနေ့ဆက်တဲ့ကားကဘယ်စကားပါလဲ အဲအခုဒီမိတ်ဆက်သွားတဲ့ကားမှာနှစ်ကားပေါ့နော်နှစ်ကားပါရဲ့အဲအစိတ်တင်ဝင်ဆွဲကားလေးရဲ့ ဟုတ်ကောအမုံမြိုက်ဆွဲကားလေးပေါ့နော်ဇလန်းတွဲလေးပါအားပေးကြပါလို့ဟုတ်ဘယ်လိုလေးပြုဆောင်တာလဲအဲ့ကားမှာဘယ်လိုကြိုက်တာလဲဒီနေ့ပြောတာအဲ့ကရက်တာလေးကတော့နှစ်ခုလုံးကတော့လောင်ရပါတယ်ဟုတ်နှစ်ခုလုံးကတော့အဲအဲ့လိုပေါ့တကယ်ချင်းကြောင့်လောင်ရတာမျိုးတို့တကယ်ချင်းကောင်လေးကနောက်ကောင်လေးတက်ကိုချစ်နေလို့ကိုကလိုက်ပြီးတော့နောက်ဆက်တဲ့ပုံစံမျိုးလေးပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကနောက်ဆုံးဇလသိန်းကြောင့်လည်းတနာဖို့တော်တော်ကောင်းသွားတဲ့ကရက်တာလေးပေါ့အစိမ့်သိန်းဝိုင်းကြတော့နည်းနည်းဇလန်းတော်တော်ရှုပ်တယ်တော်တော်ရှုပ်တဲ့အထဲမှာပါတယ်မိသားစုချင်းချင်းပဲဖြစ်ပြီးနောက်ဆုံးကြမိသားစုမ မှာအားလုံးကကိုတယောက်တည်းပဲကြံခဲ့တဲ့ပုံစံလေးပေါ့ဟုတ်အားလုံးကတော့အဆုံးသတ်ကတော့မလှပါဘူးဟုတ်ဘယ်လိုပြတာလဲပြောနေတယ်ဟုတ်ကဲ့ပြတ်တဲ့အာအခု channel 7မှာပြမယ့်ဇကားလေးလေအဇကားကောင်းနေအများကြီးမလို့အားလုံးပဲအဘေးဝေဖန်အကြံပြုစေချင်ပါတယ်လို့ဟုတ်ပြောချင်ပါတယ်ပြတ်တယ်မှာ